ကန်ဂလန်ဒါအပြင်ဘရီဗဂင်းတဖြစ်လဲသူ့ကို အများကတီးကြတယ်ဒီလူကရက်ဆက်တက်လုံလို့သူ့ကိုကြောက်တဲ့သူများတယ်သူသွားရနေရာတိုင်းမှာတိတ်ဆုံးခြင်းနဲ့ပျက်စီးခြင်းကအမြဲလိုလိုကပ်ပါလာတယ်ဘလိုရောင်နာမည်ဇိုးနဲ့ကြော်ကြလဲဆိုရင်သူ့တင်မော်တွေကိုပင်လဲတဲ့ဟိုးအဝေးမိုးကုတ်ဆက်ပိုင်းတနေရာမှာရေးရေးလေးမြင်တာနဲ့ကျမ်းပါတယ်ဆိုတဲ့တခြားတင်မော်သားအဖွဲ့တွေတောင်ရှောင်ပြေးကြတဲ့အထိကြောက်ကြတာပဲဒီလူက ရန်ဒရာရဲ့ပင်လယ်ဆက်နှစ်ခုမှာကျင်လည်ရင်ပိုကြအနိုင်ကျင့်နေရကနေရန်သူတွေတဖြည်းဖြည်းများလာတယ်။သူ့ရန်သူတွေထဲမှာတော်ရုံမဟုတ်တဲ့သူတွေပါလာတယ်။အင်အားကြီးတဲ့သူတွေရဲ့အမျက်ရှာစရာဖြစ်လာတယ်။ဘလို့ရန်သူတွေပါလာလဲဆိုရင်အိုင်ယိုနီယာ၊နော့ဆက်စတိုလိုတိုင်းပြည်ကြီးတွေပါတယ်။အိုင်ယိုနီယာရဲ့ Order of Shadow အဖွဲ့စောင့်ကြည့်မှုအောက်မှာရှိတဲ့ Temple of the Jagged Knife ဖျားကြောင်ကိုဝင်စီးခဲ့ပူတယ်။နော့ဆက်ရဲ့စစ်ဘိုလ်ချုပ် စွိုင်းရဲ့စစ်တင်ဘောလဗိုင်ယတန်ကိုလည်းခိုးခဲ့ဘူးတာမလို့နော့ဆက်စတာရီရဲ့ဂုံတိတ်ခါကိုထိခိုက်အောင်လုပ်တယ်လို့ဖြစ်သွားပြီးသူ့ကိုတွေးရတင်ချိုင်ဓာမဆိုင်လို့ကြိမ်းခံထားရသေးတယ်။ဒီလောက်ရန်သူတွေများနေတာတော့မှသူ့ကိုထိထိရရောက်တရားစီရင်မဲ့သူပေါ်မလာခဲ့သေးဘူး။အဆစ်စင်တွေဘောင်ဒီဟန်တာတွေတင်ကစစ်တင်ဘောတွေနဲ့ပါသူ့နောက်ကိုလိုက်ပြီးသူ့ကိုလက်ရဖမ်းဖို့ကြိုးစားတာတွေရှိတယ်။ Gang Plan ကသူ့ကိုဘသူကတော့ဘလောက်စွန့်ဝေထုတ်လိုက်ပြီးလိုက်ခိုင်းနေဆိုတာတွေကိုကြားလေသဘောကျလေပါပဲ။ သူကသူ့ကိုတတ်ချင်းရှင်းကျင်တဲ့သူများတာလေးကိုမှသဘောကခက်ကြကြဖြစ်နေတာ Bilgewater ရဲ့နာမည်ကျော်ကြီးစားတင်မုံမှာသူ့နာမည်အမြဲတက်နေစေချင်တာသူကန်းကတ်တိုင်းသူ့တင်မော်တွေမှာနှီးမျိုးမျိုးနဲ့ယူလာတဲ့ကုန်စည် salary အပြည့်ပဲဒီလိုနဲ့တိတ်မကြဘူး Gangland ကိုရင်းနှီးတက်မဲ့ Bounty Hunter ပေါ်လာတယ် Bounty Hunter Miss Fortune လက်ချက်ကြောင့်သူနဲ့သူ့တင်မောကြီးဖြက်စီးရင်နစ်ခံလိုက်ရတာကို Bilgewater ကလူတွေမျက်ဝါးထင်ထင်တွေ့ခဲ့ရတယ်။သူ့အဖွဲ့သားတွေပါလိုက်တက်ခံရတယ် ဖမ်းမရပဲကိုရောင်ဖြောက်ကောင်းလာပါတယ်ဆိုတော့သူ့ရဲ့အငွေအသက်က Miss Fortune လက်ချက်နဲ့ပျောက်သွားတာပဲသူတည်သွားပြီဆိုတာကိုသိလိုက်ကြတယ် Billswater ကတခြားခိုင်းတွေကလည်းဒီတိုင်းမီကိုထိန်းချုပ်ကိုတစ်စက္ကန့်ထားအာနာလူလာကြပြန်တယ်ဒါပေမဲ့တကယ်တမ်းတော့ Gang Plan ကလက်တစ်ဖက်ဆုံးရှုံးသွားတဲ့အပြင်ဒဏ်ရာတွေပြင်းပြင်းထန်ထန်ရတာတွေမျိုးတွေသာရှိခဲ့ပေမဲ့အသက်ပြင်းနေခဲ့တယ်ဒီလက်လက်ဆက်ဆက်ရထားတဲ့ဒဏ်ရာတွေကိုကူတာခဲ့တဲ့အပြင်လက်တစ်ဖက်ကိုလည်းအစားထုတ်ခဲ့တယ် အဲ့ဒီကလေးကပဲသူပိုင်ဆိုင်ကယ်ပူတာတွေကိုပြန်ယူဖို့သူ့ကိုဒီလိုလှုပ်ခဲသူကိုပြန်အပြစ်ပေးဖို့အားမွေးရင်အချိန်ကောင်းကိုစောင့်နေခဲ့တယ်